ပုဗ္ဗိကဗန်ချုပ်ပိသိမ့်မဲ့ဆွဲတဲ့တင်ဟာကောလာဟလလာဖြစ်ပြီးဘိုဘန်အနေနဲ့ပုဗ္ဗိကဗန်နေနဲ့ပတ်သက်ပြီးတာဝန်ယူရလို့ဩဂလ၁၆ရက်နေ့ကနေပြီးတော့မှရှိတဲ့ဘိုဘန်မှာတင်းနယ်လာရှင်နေပွဲပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံတော်ဘိုဘန်အနေနဲ့ဘေဘန်ကိုမှပိသိမ့်ဖို့စီစဉ်တာမရှိတဲ့ပြင်လက်တလောထွက်ရှိတဲ့တင်းနေဟာကောလာဟလလာဖြစ်တယ်လို့ဘိုဘန်တူဥက္ကဋ္ဌကပြောပါတယ်။ပြီးတော့လေကောလာဟလလာလည်းအများကြီးဖြစ်နေတယ် များကြီးဖြစ်နေတယ်ဆိုတော့ဘယ်ကနေထွက်လာလဲခလာလာလဲတော့မသိဘူးပေါ့နော်။ဥပမာဆိုလို့ရှိရင်ဘန်လေးကိုဟိုပိတ်သိမ်းဖို့တချို့ဘန်လေးကိုပိတ်သိမ်းဖို့လုပ်နေတယ်ဆိုပြီးတော့လည်းခလာလာလေးရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘဟုဘန်ကနေပြီးတော့ဘန်လေးကိုမြည်တိဘန်ကိုမှပိတ်သိမ်းဖို့လုပ်နေတဲ့အစီအစဉ်လည်းအခုတည်းကတော့မရှိပါဘူး။ပြီးတော့ဘန်လေးကလည်းကျွန်တော်တို့ဟိုဘဟုဘန်ရဲ့ဟိုစီစဉ်မှုအောက်မှာပေါ့နော်။အကုန်လုံးကဆောင်ရွက်လာပါတယ်။ဥပမာဆိုကျွန်တော်တို့ကနေပြီးတော့ဟိုစင်းရဲစရာတွေကျွန်တော်တို့စီမံနေတိုင်းပါနေတော့ပို့ပါပါလေ။ ဘိုးဘတ်တူဥက္ကဋ္ဌဦးဆောင်ကဘန်တွေပြဿနာတခုခုဖြစ်လာပါကတခြားဘန်တွေကလည်းငွေဆွဲလို့ပြုလို့မရခဲ့ရင်ဘိုးဘန်ကနေပြီးတော့အပြေဝနောက်ကနေဘက်ကပ်ပေးဖို့အစီအစဉ်ရှိတယ်လို့ပြောပါရယ်။မနေ့ကစာပြီးကမ်ဘောဇာအပါဝင်ဘန်တချို့ပိတ်မယ်ဆိုပြီးကောလာဟာလထွက်တယ်ဆိုပြီးကြားကတချို့ပြည်သူတွေကလည်းကောလာဟာလကိုသေချာမသိပဲယုံကြည်ပြီးတော့ဘန်တွေမှာငွေထုတ်တယ်လို့ကြားကြောင်းဦးဆောင်ကဆက်လက်ပြောပါရယ်။ဘန်တွေအကုန်လုံးဟာဘိုးဘန်ရဲ့စီစဉ်မှုအောက်မှာအားလုံးဆောင်ရွက်ရတယ်လို့လည်းဆိုပါရယ်။ မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်တွေဟာမြန်မာနိုင်ငံတော်ဘိုဘဏ်ရဲ့ကြီးကြပ်ကုတ်ကဲမှုအောက်မှာရှိပြီးတင်းကျပ်စွာသတ်မှတ်ထားတဲ့စီကံပေါင်တွေအတွင်းဘဏ်လုပ်ငန်းတွေပုံမှန်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာပုပ်ပတိကဘဏ်22ဘဏ်ရှိပြီးအခုသတင်းစာရှင်းလင်းပွဲကိုကမ္ဘောဇာဘဏ်ကတာဝန်ရှိသူတွေသာတက်ရောက်ခဲ့ပြီးအခုလိုကောလာဟလသတင်းဖြစ်ပေါ်ရတာဟာနိုင်ငံရေးအရာဖြစ်နိုင်ခြေရှိတယ်လို့ဆွေးနွေးခဲ့ကြပါဗျ။ဒါကြောင့်ပြည်ထောင်ဝန်ကြီးဌာနနဲ့ဘိုဘဏ်တို့ပူးပေါင်းပြီးကောလာဟလထုတ်လွှင့်သူတွေကိုစစ်စစ်ပြီးခေါ်ယူသတိပေးမှုတွေလှုပ်ဆောင်တဲ့ကြောင်းလည်းဆွေးနွေးခဲ့ကြပါဗျ။